တောက်ကြနေပွဲသူအားလုံးမင်္ဂလာပါ2025မေလ15ရက်နေ့ကနေ21ရက်နေ့အတွင်းကာလမှာပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်။ရှင်းမှန်းချက်အောင်မြင်မယ်။အခက်အခဲဖြေရှင်းနိုင်မယ်။ခရီးကိစ္စဆောင်ရွက်နိုင်မယ်။အရဝေးရောက်ကောင်းသောသတင်းစကားကြုံမယ်။ပစ္စည်းပြောက်တတ်တဲ့အင်ချမ်းမြေကိစ္စစကားပြောဆိုမှုအောင်မြင်မယ်။ ရှင်ကားလဲတယ်ပြောင်းလဲအတွက်စီစဉ်သူများဒီကလအတွင်းအထမြောက်နေမယ်။ကျွေးမိဟောင်းများပြန်လဲတောင်းဆိုရရှိနိုင်တယ်။ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်။ 15ရက်နေ့ကတော့ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်တယ်16ရက်နေ့မှာငွေကြေးကံကောင်းပြီလက်ပွင့်မယ်18ရက်နေ့ရန်တိုက်ကံနေနဲ့ရှင်ပြီးလောရတဲ့တဲ့မတော်တဆနဲ့ကြီးဆက်ရမယ်အနောက်ရက်ကုန်တည်သွားစရာနဲ့ရှိတဲ့တဲ့နေ့တနင်္ဂနွေနဲ့သုံးနိုင်ကြအသွာလာကြီးဆက်16ရက်နေ့ကအရာရာဆင်ပြေမယ်အရေးပါတဲ့ဆုံးဖြတ်ချက်နဲ့တိုးတက်မှုကိုရရှိမယ်19ရက်နေ့မှာငွေကြေးကံကောင်းပြီရမယ်ခွင့်နဲ့လက်ဝဲပြန်ရမယ် သူတစ်ပါးနဲ့မတူတဲ့ရှူတော်ကနေလောက်ကင်ကျိုးပေးလိုက်မယ်။20ရက်နေ့မှာရှင်ပြန်မှုမှသမယောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းကိုကြောင်းမယ်။21ရက်နေ့မှာရန်တိုက်ခံတဲ့ရှင်ပြီးမှလိုရာပြည့်စုံခြင်းနဲ့ဘဝကံမြင်မှခြင်းတို့ကိုရရှိနိုင်တဲ့အနေထားကြုံတွေ့ရမယ့်ခံချက်မှရှိပါတယ်။ကြာသပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနင်္ဂနွေတင်းလာမွေးသူများကြောင့်စေနောက်ဆက်ဖြစ်မယ်။တိနှစ်ခုကနန်းနေ့ကျိုးပေးတယ်။ အပြာရောင်ဆင်းရောင်မီးခွရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စတွေဆောင်ရွက်ရင်ထူးခြားတဲ့အောင်မြင်မှုနဲ့တိုးတက်မှုတွေကိုရရှိချိုးပေးပါနိုင်မယ်။ကောင်းသောကံကြမ္မာများရဖို့အတွက်ကိုတော့16ရက်နေ့ရက်နေ့စပြီးတော့9ရက်ဆက်တိုင်းအမေသာရှောင်းလိုက်ပါထူးခြားကြကောင်းခြင်းကံတွေပေါ်ထွန်းလာပါမယ်။ကျေးဇူးတင်ပါတယ်။